နော်မင်းတို့ဒီလိုမျိုးပေါ့နော်ကိုနဲ့တူ cooperation လုပ်ပြီးတော့ပေါင်းစည်းပြီးတော့လုံလုံနဲ့လူတွေပုံမှာတော့မင်းတို့လောက်ဆုတ်ဖြေနေလို့ရှင်ပြည်သူလူထုပုံမှာဘယ်လိုဆက်ဆံမလဲဆိုတော့မင်းတို့စဉ်းစားလို့ရတယ်။ဟုတ်ကဲ့မင်းမောင်ဆိုတဲ့ဒီကောင်မှာတက်ဒီတော်နိုင်ဒီဒီဒီလူတွေဘာတခုမှအကျိုးမပြုတော့နော်ပန်းဆယ်လို့ဆိုတဲ့မင်းကလေးသူ့ရဲ့တလတ်တာအစွမ်းအားတော်နိုင်ရေးတက်ရေးတက်ဖို့တော့ဘယ်လိုကို ဟယ်လိုချားရမီဝပီတူညကိုမော်နမများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြန်မပြလဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ23ရက်နေ့ရကျွန်တော်တောက်ချနေမှာပြန်မှာနောက်ဆုံးချတိရတဲ့တော်လန်တင်းထူတင်းကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးပြောလိုက်ပါတယ်ကျွန်တော်ဒီနေ့မနေ့မှာဆိုတော့တော်လန်ရဲ့ဆူရဲနေပြန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပေါ့နော်စစ်ကောင်ကုန်းတွေကိုတင်ပရရှိထားတဲ့တရင်တွေဖြင့်ဘောမရက်ကွက်ခြေကွက်လုံးမဲ့တွေတွေလည်းများစွာရှိတာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတင်းတူတင်းထူလေးတွေကြည့်လိုက်ရအောင်နော်အယုံဆုံးတင်းတပုတ်အနေနဲ့ကတော့ မန္တလေးတိုင်းမေထီလာမြို့နယ်မှာဘုံဝတ်တုံးမောလာတဲ့ကားကိုမန်ချခိုင်းတဲ့ပြူစော်ဒီကောင်းဆောင်ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်းမှာပြူစော်ဒီအဖွဲ့ဝင်16ဦးနှုတ်ထွက်သွားတဲ့ဆိုတဲ့သတင်းမှဖြစ်ပါတယ်ပြူစော်ဒီအဖွဲ့ကနှုတ်ထွက်သွားတဲ့သူတွေထက်ကဇေယဟင်းဆိုတဲ့ပြူစော်ဒီကနေပြီးတော့ သူတို့အဖွဲ့အားဆိုရင်စင်ပြုတ်မွေတွေဖြစ်ပြီးတော့ပြီးသူစစ်ကောင်းဆောင်သူကိုဖမ်းဆီးရည်ယူခြင်းမှာမွေကောင်းကိုဖျက်လိုက်တဲ့ကဲတော့ခန္ဓာကိုယ်နဲ့အမိမှာဘယ်တော့မှမသိဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကမွေချင်းသူပဲမဲ့စင်ပြုတ်မွေတွေသာဖြစ်ပြီးတော့အမိမှာလည်းကောင်းပါကြောင်သိစေချင်ပါတယ်ဆိုပြီးတော့လူမှုကွန်ရက်မှာရေးသားထားတာပဲဖြစ်ပါတယ်။အဲ့လိုမျိုးဇေယဟင်းဆိုတဲ့သူအပါဝင်16ဟိုးအားဆိုရင်တော့မိထလာမျိုးထားနေပြီးသူအစအဖွဲ့ကနေနောက်ထပ်ပြီးပြီးဆိုပြီးတော့အတိပေးရတယ်ဆိုပြီးတော့ပြန်လည်မျှဝေထားတာပေါ့နော်။ဆိုတော့ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထေးတွေအားဆိုရင်တော့လုံအောင်ကို ဖက်ကောဆာမကြီးတာပြပြမှာကျွန်တော်အလုံးတွေ့ရှိထားတဲ့တိုင်မှာဗီဒီယိုထဲမှာဆိုရင်တော့ဒီစကောင်စီဘုံမှုကနေပြီးတော့မှဟင်းလာဟောက်လာနေပေါ့နော်ပြန်ပြီးတော့မှဖျဲချောင်းနေတာဗလားကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့စကိုင်းတိုင်းစလင်းကြီးမြို့နယ်ရမပင်မြို့နယ်အဆက်မှာရှိတဲ့မြောက်ရမာတရားပေါ်မှာချင်းနီတွဲကားတွေကိုလွန်ချွဲယူနေတဲ့စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ဘုံမှုဘုံညံထုံးပေါဝင်စစ်သား၅ဦးတေဆုံးခဲ့တဲ့ဆိုတဲ့သတင်းကောင်းပဲဖြစ်ပါတယ် ကျွန်တော်တို့ mindset တက်ခိုင်းမှုမှာပုံမှုဘူညံထုံးပေါဝင်စခွေ9កောင်တည်ဆုံးတယ်စုစုပေါင်းတန်းရတာခုနဦးရှိတယ်စခွေစစ်ကြောင်းရှိလဲနဲ့ပြီးသူတွေစခွေတွေအနည်းမတော်လာဖို့ရအတိပေးလို့ပါတယ်ပြီးသူတွေလည်းအန်ဒီယာရှိပြီးတော့တက်ခတ်သူတွေလည်းခက်ခဲရှိတဲ့အကြောင်းမတော်လာဖို့မေတ္တာရက်ခံပါတယ်ဆိုပြီးတော့မှတိုင်နေနဲ့ မဲမောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတောင်းရှိသူတူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်ဒီလိုမျိုးပေါ့နော်စစ်ကောင်စီတွေကနေပြီးတော့ကဲတွေထိုင် ပြီးတော့မှကျွန်တော်ပြည်သူတွေဆီကနေပြီးတော့မှငွေတင်းချက်ကောက်ခံမှုတွေလည်းရှိနေတဲ့အတွက်ကြောင့်မလို့တော်လန်ပူပေါင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုချေမှုရှင်းလင်းနေတာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတို့သဘောအနေနဲ့ကတော့ မကွေးတိုင်းမြိုင်မြို့နယ်ကန်နေကျွော်ပြူစောသေးစခန်းကောင်းဆောင်ကနေပြီးတော့မှရော်ထဲမှာရှိတဲ့အမျိုးသမီးတွေကိုလိမ်ပိုင်းဆိုင်ရာတီပါနောက်ရှက်ပြီးတော့မှအထမပြုချင်းဖို့စ조사တာတွေရှိနေတယ်ဆိုပြီးတော့မှကန်နေပြူဝါကနေထုတ်ပြလာတဲ့အသက်23နှစ်အရွယ်အမျိုးသမီးတူကနေပြီးတော့မှဝန်ခံပြောဆိုထားတာဖြစ်ပါတယ်။ ရွာထဲမှာအဲ့လိုမျိုးမျိုးသမီးတွေကိုလိုက်ဖျက်ဆီးနေတာတော့အများကြီးပဲကျမပါဝင်ပေါ့ကျမကိုအေးရထဲခေါ်တာမျိုးလက်တွေအတင်းဆွဲကင်တာမျိုးအဲ့လိုမျိုးတွေရှိတယ်ဆိုပြီးတော့မှပြူကောင်းဆောင်ကျော်ဆောင်ဝင်းရဲ့ရန်ကြောက်လို့ပေါ့နော်ထွပြလာတဲ့အမျိုးသမီးကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ပြူစော်ဒီကောင်းဆောင်ကျော်ဆောင်ဝင်းရဆိုရင်လင်ပန်းဆိုင်ရာဒီပါနောက်ရှိပြီးတော့မှအရမပြူချင်းဖို့ကြံရွယ်တဲ့အမျိုးသမီးတွေရဲ့အိမ်ကိုကနအူးပိုင်းမှာကြက်တွေလာပို့ထားလေးရှိတယ်လို့သိရတာဖြစ်ပါတယ် ကျစ်ရီပူပြီးတဲ့နောက်ပိုင်းမှာကျစ်စာကျွေးတယ်လို့လို့နဲ့ဆန်တွေယူလာတဲ့ပြီးတော့မှဒါကြောင့်မှကြောင့်မေးမြန်းပြီးတော့မှဆန်နဲ့ငယ်လောက်အထောက်ပံ့ပေးပြီးတဲ့နောက်ပိုင်းမှာလင်းပိုင်းဆန်အထိပါနောက်ရှိတာအထမပြုချင်းဖို့ကြိုးစားတာတွေလှုပ်ဆောင်တာမျိုးဖြစ်တယ်ဆိုပြီးတော့မှကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်အရင်တော့လည်းပေါ့နော်ဒီကန်ဒီပြူစောထိကျွေးရကခေါင်းဆောင်အားနဲ့ပြီးတော့မှ ူရဲ့ဒီပုံတစိတွေနဲ့ဒီစကူတူတွေဖြန့်ပြီးတော့မှရွာထဲမှာအတင်းသုံးခိုင်းတာတွေရှိတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်အခုဆိုရင်အမျိုးသမီးတွေကိုဗလီမိုင်းဆိုင်ရာချင်းချောက်ပေါ့နော်အမျက်ထုတ်ဖို့စ조사နေတာဖြစ်လို့ဒီလိုမျိုးအုပ်စုတွေကိုကျွန်တော်တို့နေအများဆုံးရှင်းသင့်နေတာပဲဖြစ်ပါတယ်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းကျွန်တော်တို့ဒီဗျူဆော့ထီရွာတွေကနေပြီးတော့မှထွက်ပြေးလို့ရတယ်ပေါ့နော်ဒေတာခံပြည်သူတွေနဲ့ချိတ်ဆက်ပြီးတော့မှအလီမြန်ဆုံးကျွန်တော်တို့ဘက်ကိုကူပြောင်းသင့်နေပြီဆိုတဲ့ကြောင့်လည်းတပ်ပြီးတော့မှတီးပေးပြောလို့ပါတယ် ျွန်တော်တို့ဒီနေ့မနေ့ပထမဆုံးအနေနဲ့ကြာမှာကတော့ကျွန်တော်ခုဆိုရင်စစ်မှုထမ်းခြင်းဆိုပြီးတော့မှပြည်သူတွေဆ ਿਆ နဲ့ငွေတောင်းကြနေတဲ့စစ်ကောင်စီတပ်သားတွေနဲ့အုပ်ကြီးတွေကိုခုဆိုရင်ရှင်းလင်းမှုတွေမရှင်းစတင်နေပြီဆိုတဲ့အကြောင်းကိုဆရာလင်းမြတ်ကျော်အနေနဲ့ပြီးတော့မှတရားလေးရှင်းပြထားတာဖြစ်ပါတယ်။ဆရာလင်းမြတ်ကျော်ဘယ်လိုမျိုးတရင်ကောင်းတွေပြောထားမလဲဆိုတာကျွန်တော်တို့စာကြည့်လိုက်ရအောင်လား။ပြည်သူတွေရဲ့အများဒေါသကိုရင်ဆိုင်ရတဲ့အုပ်ချုပ်ရေးမှုတွေဒရဇက်ပလိုင်တက်ပြီးပြစ်တာခတ်နေပါတယ်။ဒီကနေ့တော့စစ်မှုထမ်းအောင်လို့ပြည်သူစစ်မှုထမ်း စစ်ကော်ရေးဘဟုအဖွဲ့တာဝန်ရှိသူတိုင်းစင်တာဝန်ရှိသူတို့တာဝန်ရှိသူတို့သိရတယ်ဘူချုပ်ဘယ်လိုလဲမနာချိုတွေပွဲရကြီးစရှင်းလင်းခံရတယ်ဘူချုပ်စင်ရှင်းလင်းတဲ့ရဲဘော်တွေကတော့ဘေးလွတ်ရအောင်ရောက်သွားပြီလို့ကျွန်တော်နောက်ဆုံးသိရပါတယ်အဲ့တော့ဒီကနေ့တော့အချုပ်ကူတန်းလွင်ထပ်သိပါတယ်စစ်မှုတန်းချေစစ်မှုတန်းချေဆိုပြီးပြည်သူစီကနေပြီးတော့တအိမ်ကိုတုံးသိန်းချအတင်းအာရမကောက်ခံတယ် ဝင်မပေးနိုင်တဲ့ပြည်သူတွေကိုစစ်ခွေးတက်ခေါ်ပြီးဖမ်းလိုက်မယ်လို့ချင်းချောက်တယ်။စစ်မှုရာကိုအတင်းအဓမ္မမဲနိုင်ခိုင်းတယ်။ဒါကြောင့်ရှင်းနေတယ်လို့သိရပါတယ်။စံကေဆော့ဆော့ပစ္စည်းတမြောင်တစ်ချောင်းမိုဘိုင်းဖုန်းတစ်လုံး without leading ချက်မှတ်ပုံတကန်နှစ်ခုမှတ်ပုံတကန်နှစ်ခုစားရစားရနေတိတ်စီရမိပါတယ်။ဘယ်ကလဲဆိုတော့ဘကိုတိုင်းအုပ်ဖို့မြောက်ချုံးရွာကလောစင်အုပ်စုအုပ်ချုပ်ရေးမှုတန်းနေပါ။ဒီကနေ့၂၂ရက်နေ့ဘုံလေးတနာကြီးမှာ တာလီကဂွေးကြောင်ဆက်တော့လမ်းပေါ့ဆိုင်ကအဆက်ကလေးမောင်းလိုက်တိုင်ရီခရိုင်တရင်3800တက်တခွဲငါဂျိုးဝိတ်ကောက်ဒီလိုပြောက်ကြတက်ပွင့်ရှင်းဖို့များမှာဆောင်ချူပြကရှင်းလေးရုပ်ရည်ဦးကောင်းနဲ့ရှင်ဘက်ကိုကြည်တစ်ချက်စီထိမှန်ပြီးလမ်းပေါ်မှာတုံလုံးပက်လက်မလို့တော့အိတ်ချင်းနဲ့အိတ်ဆက်သွားပါလေ ဲ့တော့ဒါရင်မဲလားကိုမြတ်ကျော်ရေဒါရင်မဲလားအားမရဘူးညာအားမရဘူးညာမကွေးတိုင်းတောင်လင်းကြီးမြို့နေမှာစစ်တပ်သတင်းပေးတလန်တရှုံဂွေးတော့ကုန်ကြေးရွာအမှုပွဲစားရဲခိုင်သိပါရဲ့၂၇ရက်နေ့မနေ့ကနေ့နဲ့၁၂လပိုင်းမှာအိမ်ကုန်ဝင်ဖြစ်ပါတယ်သတိပေးတယ်နော်နားမထောင်ဘူးနားမထောင်ရင်ခံပြစ်တော့အရှင်မထားဘူးအဲ့တော့ ဘယ်တော့မှကြေးရွာဘရန်ချက်ရေစကန်အနီးကပ်ဆုံးတရှိတဲ့ပြူစောတိတင်နန်းတပ်သူခုနှစ်ဦးရှိတယ်။အဲ့ဒီခုနှစ်ဦးဟာအုပ်ချုပ်ရေးမှုတွေတလန်တွေပြည်သူစစ်တွေထွေအုပ်ဝန်ထမ်းတွေစစ်ရွေးတွေတပ်ဆိုင်ရာဝန်ထမ်းတွေရှိတယ်နော်။ဝေတော့ကုန်ကြေးရွာပရင်ချက်ရေစကန်နဲ့အနီးကပ်ဆုံးသူတွေပြည်သူလူလူတွေပူးပေါင်းပါမပူးပေါင်းရင်ပြစ်ဒဏ်ခတ်မယ်လို့မဝေးပြောက်ကြတတ်တော်ဝင်ကကိုကံကြီးအောင်ကရတာတော့ပြန်လိုက်ပါ ဒါတော့ဖော်နော်ကျွန်တော်တို့မရေရဆိုရင်တော့ကျွန်တော်တို့တော်လိုင်းပူပေါင်းတပုတ်ဝင်နေတယ်ပြီးတော့မှစစ်ကောင်စီရဲ့ဝနာကြော်ထင်ပွဲရ ဒီအငိမ့်စားဘုံချို့ကအဆလိုပါနော်အခုစင်အိုဂျီတွေကိုရှင်းလင်းခဲ့တယ်ဆိုတဲ့အကြောင်းကိုဆရာလင်မြတ်ကျော်နေပြတ်မှတေချာတဲ့ရှင်းပြပြောဆိုထားတာပဲဖြစ်ပါတယ်အားလုံးသိထားတဲ့အတိုင်းဒီကောင်တွေကတော့ကျတို့ပီတိုတွေဆရာနေပြတ်မှစမှုထမ်းခြင်းစနစ်ဆိုပြီးတော့မှငွေတွေလာစင်လာတိုင်းပေါ့နော်အတင်းကောက်ခံပြီးတော့မှချင်းချောက်မှုတွေလည်းစက်တိုက်လို့ဆောင်နေတာပဲဖြစ်ပါတယ်အခုဆိုရင်အိုဂျီရှင်းလင်းရေးမရှင်တွေနဲ့ကျတို့ဘက်ကနေပြတ်မှစတင်လို့ဆောင်နေတာဖြစ်ပြီးတော့မှကျတို့ပီတိုတွေပေါ်မှာမဲမဲမြာဆိုပြီးတော့မှအနိုင်ကျင့်ဘူကြတွေနဲ့စက်ကောင်စီတပ်သားတွေနဲ့ပေါ့နော်အိုဂျီတွေကဆိုတော့ခုရဲ့ပိုင်းကျတို့ခက်စစ်စိတ်မျိုးစာဖြစ်ပြောင်းနေပြနေတာကိုတွေ့ရတာပဲဖြစ်ပါတယ် နောက်ကြံသေးတဲ့ဒီစကောင်စီတဖို့အနေနဲ့အိုကြီးထွေအိုတွေကဆောက်လို့အကုန်လုံးကျတို့ဘီသူတွေဘက်ကနေပြီးတော့မှရစတန်ပေးတဲ့အချိန်မှာနားညောင်းပြီးတော့မှဘီသူဘက်ကိုလင်းမြတ်ဆုံးမှာနော်ခလုံးတင့်နေတယ်ဆိုတဲ့ကြောင့်လည်းထပ်ပြီးတော့မှတတိပေးပြောလိုပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတဖို့အနေနဲ့အခုရပိုင်ကျတို့တော်လိုက်ပွန်တဖို့အနေနဲ့နေပြီးတော့မှမြင်းချန်တောင်းတာနထူကြီးအထူးစစ်စင်နေတဲ့စတင်နေတဲ့အချိန်မှာမြင်းချန်တွေကအညူကြီးကောင်းဆောင်မှုပြတ်ရှင်းမယ်ဆိုပြုံးမပါနော်မြင်းချန်ကပြူစော်ရီကောင်းဆောင်တီတာယူမွန်နဲ့ကျော်စိုးတို့ရဲ့ပေါ့နော်ပြောဆိုမှုလေးကျတို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင် တို့ဒီရက်ပိုင်းမှာအားကျိုးမှတအားခဲထားသလောက်ဒီမှာပဲလေးကြီးတွန်တလို့ဖြစ်သွားတဲ့အနေအထားမှာကျက်လေဥမောဘွားတို့တော်တော်လေးလုံးသွားမှာကျွန်တော်ရှင်းနေချက်ပေါ့ဒါအဲ့တော့ဒီဒီဘွားမှာဒီစစ်သွေးကြောင့်အုပ်စုတွေတော်တော်ကြီးအတော်အတော်ဆုံးပေးရဆိုတဲ့သဘောပေါ့အတော်ဆုံးပေးမဲ့သူစိတ်သက်တွေပြတ်ပြားသွားရဆိုတဲ့သဘောပေါ့နော်အမဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုတက်ကြည့်ဆိုရင်လည်းဒါသူတန်ရာရတာလေးလည်းများတော့အခုရှိကူးနဲ့အပိုင်းကိုသူတို့လုပ်နေကြတာလေဟုတ်ကဲ့အဲဒီမှာခရိုင်တစ်ချိန်ရေးဆိုပြီးလာထိုင်တာကျွန်တော်တို့မြန်မြန်မျိုးအရင်ဟို2020ရွေးကောက်ပွဲကလွတ်တော်ပူတယ်လေမြန်မာလွတ်တော် ဒီလိုတော့ကအောက်အောက်လို့လည်းပေါ့သူကလည်းကိုဆောင်တာဒီ MG ခုလက်ရှိသူကဒီရွာဘက်မှာရှိရယ်လေဟုတ်ကဲ့ရွာဘက်မှာရှိရယ်အဲ့လိုမသေးသေးဘူးအဲ့လိုမသေးသေးဘူးဟုတ်လားမသေးသေးမသေးသေးသူကျန်နေသူသူမင်းကြာနေသူမင်းကြာနေအဲ့ဒီအဲ့ဒီခေါင်းဆောင်အမလည်းအမလည်းဆက်တယ်ရှင်းပါလားအမမရှင်းရုံလားအဲ့ဒီခေါင်းဆောင်ဘလို့ဘလို့ပါအဲ့ဒီအဲ့ဒီစစ်တူကြောင့်ခေါင်းဆောင်အမလည်းဆက်နေအမလည်းဆက်နေမရှင်းရုံလားလို့ဟာရှင်းနေတာပေါ့ဘာလို့လဲဆိုသူတို့ကခေါင်းနေတာနော်ဒီခေါင်းနေကျွန်တော်လူငယ်လူငယ်တွေတည်ပြီးအောင်လုပ်တဲ့ပထမဆုံးသူတို့က နံပါတ်1ခေါင်းဆောင်ပဲလေဟုတ်ကဲ့နံပါတ်1ခေါင်းဆောင်ဒီလူငယ်လူငယ်တွေတည်တဲ့အတွက်အပြည့်အစုံတော့ဒီလူပဲလေဟုတ်ကဲ့အခုထိလည်းသူတို့ကဒီတိုက်ပွဲတွေပေါ်ဆောင်တာတွေရွာမာတွေသူတို့အမိတ်တွေနဲ့ခရိုင်ချစ်ချင်းတွေခရိုင်ရညှောကြက်ဆိုပြီးဖမ်းတယ်ကြီးရဲ့လောက်တယ်တတ်တယ်ဖြတ်တယ်ဆိုတော့ကသူကမိန်ပေါ့ဟုတ်ကဲ့ဗျသူဒီအဓိကအဓိကမိန်တရခံတဲ့သူကအဲ့တော့ဗျကျွန်တော်ကဖြစ်နိုင်တော့ကျွန်တော်လက်လက်တော့တတ်ချင်တာပေါ့ဟုတ်ကဲ့ဗျဟုတ် အဲ့တော့ကျွန်တော်တို့ကဒီဒီနှစ်ထိုးကြီးတောင်းတာမြင်းကြံမလာတိုက်ဘူးကကျွန်တော်တက်ဘော်ကဒီအကြမ်းဖက်တွေအများကြီးရှင်းနေနိုင်ငယ်ဆိုတော့ဒီရလက်ပေါ့နော်နောက်ဆိုဒီလိုမျိုးပြောနိုင်မလားမပြောနိုင်တာပေါ့ကျွန်တော်တို့နှစ်ထိုးထင်းထင်းလိုက်ဒီလိုပဲစီးရေးကကျွန်တော်တို့ကစကန်းကိုစီးရေးကပြေးလိုက်ရတာမဟုတ်စုတ်ပါတယ်စုတ်ပါမယ်ပြီးရင်ဟောလာဒီကိုကိုဖက်တကယ်ပေါင်းမယ်ငားများအောင်ပေါင်းမယ်ပြက်လဲသူ့ကမဒါကလူကြီးအမှန်ပဲရှင်ရှင်နဲ့ပြောတာမဟုတ်နော်ဒါပဲလို့ပြောတာရှိရဟိုစကန်းကြီးပါသွားတာဘာလို့မရှိဘူးအခုကျွန်တော်တို့နှစ်ထိုးကဝယ်လီစကန်းကိုဘယ်တော့တောက်ခံနေတော့အေးရအားပြအခြေကြီးမဟုတ်ဘူးမှန်ပါဗျအမှန်ပါကျင်းမုန်းနဲ့နေရာမှာရန်သူအင်အားအလုံးကြီးနဲ့ မိကဘောအဝေးရောတောက်လျှောက်ကြီးလုံးနေတာတော့မလုံးဝအဲ့မှရှိနေတက်မလို့သားရဲ့ရဲရဲလုံးဝတက်တက်တက်ခိုင်းနေအခုဒီဟုတ်ကဲ့ပါလုံးဝတက်တက်ခိုင်းလုံးဝအဆုံးမပြေကျွန်တော်တို့ဟိုထားလိုက်အဲ့မှစစ်ပညာတရားကြည့်ရတာလက်ကိုက်နဲ့ကောင်300လောက်ရှိတယ်300 400တက်ချလေးနဲ့အဲ့လက်ကချနေကြတာတို့ကဟုတ်ကဲ့ပါဟုတ်အဲ့လောက်လုံးနေရောညာရောနေရောညာရောတက်ပြန့်ခိုင်းပြီးတော့မှရင်းဆိုင်နေတာနှထိုးနဲ့ဝလူကနှထိုးအဲ့ဝလူစခန်းကရဲနဲ့ရဲနဲ့တက်မလို့သားတွေတော်တော်စိတ်ကြက်လဲတန့်ခိုင်းနေဒါရဘနာကျော်စိုးနဲ့ ဒီရယူမလို့အစုကနေပြန်မှာခုဆိုရင်ကျွန်တော်မြင်းချန်နယ်ကအညူကြီးကောင်းဆောင်ရှင်ပြမယ်ဆိုပြီးတော့မှကြွကြော်ထားကြတာပဲဖြစ်ပါတယ် ဘယ်သူအရင်ဆုံးရှင်းခိုင်းရမလဲဆိုတော့တော်တော်ဆောင်ချက်ပါပေါ့နော်အရင်တော့လည်းကျွန်တော်တို့ပြီးတော့ online တက်ဖို့ဝင်နေတဲ့နေပြီးတော့မှဒီ main channel မှာတော်တော်လေးတွေးဆနေတဲ့တီရာယွမွန်တို့အုပ်စုကိုတိုက်ခိုက်မှုတွေလည်းလုံဆောင်ခဲ့တာဖြစ်ပြီးတော့မှအဲ့ဒီအချိန်မှာတီရာယွမွန်ဆိုတော့ပေါ့နော်အတေဘေကနေပြီးတော့မှကတိလေးလွတ်သွားခဲ့တော့လာကျွန်တော်အားလုံးမမြုံမဲ့ထင်ပါတယ်အခုဆိုရင်လည်းကျွန်တော် main channel တောင်းတာနဲ့ထူကြီးစစ်စင်းနေတဲ့စစ်ကောင်စီတက်ဖို့ဝင်ကိုကျွန်တော်တွေနဲ့အပြတ်ချိန်မွန်နေတဲ့အချိန်မှာတပတ်ကနေပြီးတော့မှဒီလိုမျိုးအော်တန်ဆာဘောမှ lobby တွေနဲ့ ဒီပြူစောထေးတွေရာဆိုတော့ဗောနစကောင်ဆီရဲ့လက်ကင်တို့တွေဖြစ်ဖြစ်ကျွန်တော်တို့ပြည်သူတွေပေါ်မှာချင်းချောင်းမှုတွေစက်တိုက်လို့ဆောင်နေတာဖြစ်ပြမှာသူတို့ဆစ်ရှုံချောင်းလည်းဖုံးပြီးချင်းလုံးလို့ကိုအခုလိုမျိုးပြောနေမျိုးဆောင်ပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကျော်စိုးတို့ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှချင်းနေချတဲ့မျိုးပါပြည်သူတွေကနေပြီးတော့မှလည်းကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပိတ်ခဲ့ချဖို့ကျွန်တော်အားလုံးတောင်းဆိုပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးနေနဲ့ဒီမြို့ဆိုးကနေပြီးတော့မှာခုဆိုရင်စစ်ကောင်စီတပ်တွင်းမှာပေါ့နော်အချင်းပြချစားပြီးတော့မှာပြည်သူလူထုကိုအနိုင်ကျင့်မှုတွေရှိနေတယ်ဆိုတဲ့အကြောင်းကိုဝန်ခံပြောကြားထားတဲ့အရာလေးကျွန်တော်ဆက်ပြီးတော့မှာခြေလက်ရအောင်နော် ဖွဲ့စည်းတိုင်းအဖွဲ့စည်းတိုင်းမှာလူတိုင်းလူတိုင်းကကောင်းနေကြတာမဟုတ်ပါဘူးစုံမှုတွေရှိပါတယ်ငခုံးမတွေရှိပါတယ်မကောင်းတဲ့သူကိုတွေ့ပြီးဆိုရင်ဟာဒီအဖွဲ့စည်းကဒီလူကတော့ဒီလိုဒီလိုလုပ်တယ်ဟေးဆိုပြီးတော့လိုင်းပေါ်မှာတင်းစာရီရေးလူတကာကိုရှောက်ပြောအဲ့ဒီလိုလုပ်မဲ့အစားမကောင်းတာလုပ်နေတဲ့သူနဲ့တွတ်တွေ့တဲ့ပါလေညှိနှိုင်းတဲ့ပါလေညှိနှိုင်းလို့အဆင်မပြေဘူးဖြောင်းပြပြောဆိုလို့အဆင်မပြေဘူးဆိုရင်လည်း ဥပမာစစ်တပ်ပေါ့ဗျာစစ်တပ်ကဟာလားစစ်သားတယောက်ယောက်ကမကောင်းဘူးကိုဖြစ်စေချင်တဲ့ပုံစံလေးသွားညှိကြည့်ပါညှိလို့အဆင်မပြေဘူးလားသူ့အထက်မှာအထက်အရာရှိတယ်အဆင်အဆင်ရှိပါတယ်သွားတွေ့လို့ရပါတယ်ကိုမှန်နေတယ်ဆိုရင်ဘယ်သူနဲ့မဆိုသွားတွေ့ရဲရပါမယ်ပြောရဲရပါမယ်အဘုံမူရေအဘုံမူရေတိုင်းမူရေဒီလိုကတော့ဒီလိုလိုရှိပါတယ်ခင်ဗျာဒါကျွန်တော်တို့လာပြီးတည်င်းပို့တာပါဒီလိုလိုဖြစ်စေရင်တော့ရှိပါတယ်အဲ့လိုသွားပြောရဲရပါမယ် အပြုသဘောဆောင်တဲ့စိတ်မျိုးရှိမယ်ဆိုရင်ပေါ့လူတိုင်းလူတိုင်းကအမှားကိုကင်းကြပါအဖွဲစည်းတိုင်းအဖွဲစည်းတိုင်းမှာလည်းမှားတဲ့လူတွေရှိနေကြတယ်အဲ့ဒီတော့ကိုယုံကြည်ထောက်ခံချစ်ခင်တဲ့အဖွဲစည်းကလူတွေမှားပြီဆိုရင်ညင်ညင်သာသာတိုးတိုးတိတ်တိတ်တိမ်တိမ်မွမ်းမွေ့ဖြစ်ရှင်းတယ်ပါလေဒီအချိန်မှာမြမတက်မလို့ပြိုခွဲလို့မရပါမြမတက်မလို့ရဲ့ဂုံတိတ်ကကြာဆင်းလို့မရပါဘာကြောင့်လဲဆိုတော့ခမရတို့လက်ခံခြင်းဒီဖြစ်စေ လက်မခံခြင်းတည်ဖြစ်စေဒီအချိန်မှာ NASA ကအစိုးရဟာမြန်မာနိုင်ငံကိုကူစားပြုနေတာ NASA ကအစိုးရကတက်မလို့ကိုကူစားပြုနေတာမြို့ဆိုတော့ပေါ့နော်အခုချိန်တည်းအမြင်မှလုံးဝမရသေးပဲနဲ့ကျတို့ပြည်သူတွေကနေပြည်တော်မှာစစ်ကောင်စီကိုယုံကြည်အားကိုးတင်တယ်ဆိုတဲ့အကြောင်းတွေကိုနေကောင်တွေကနေပြည်တော်မှာ brain wash လုပ်ဖို့ကြိုးစားနေတာကိုလည်းတွေ့ရပဲဖြစ်ပါတယ်။အဓိကသူပြောချင်တာကတော့ကျတို့ဒီမိထီလာကပြူစောတွေကောင်းဆောင်နေပေါ့နော်။ ဒီတော်တော်စကောင်စီရဲ့ဘိုးမိုးတို့အခြေတင် ဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှဟုတ်ဆိုရင်ပြူစော်ရီကောင်ဆောင်ကဖန်ခံရလို့ကိုကျွန်တော်ဒီပြူစော်ရီအဖွဲ့တွေကဆိုရင်လဲတကွဲတပြားနဲ့ဖြစ်သွားတယ်ဟိုကျွန်တော်ကြည့်ချင်ပြဒီကောင်တွေကတော်တော်လေးသိပြနေပြီဆိုတော့လဲထပ်ပြီးတော့မှသိရတာပဲဖြစ်ပါတယ်စကောင်စီတသားတွေရဲ့ကျွန်တော်စစ်မှုထမ်းစနစ်နဲ့ပတ်သက်ပြီးတော့မှအကြောင်းမဲ့ပေါ်တာဆွဲဖန်းစီမှုတွေကိုခုဆိုပြူစော်ရီတွေနဲ့စစ်တပ်ဘောမှလော်ပြီးတယ်ပြီးတော့မှတတ်ထောက်ခံတဲ့လူတွေကနေပြီးတော့မှ ပြောဆိုမှုတွေရှိလာတဲ့နောက်ပိုင်းမှာပေါ့နော်ဒီလိုမျိုးကလေးကချေစိတ်ရမမနဲ့အုပ်စုတွေကနေပြီးတော့မှပဲ မြောက်လိုင်းတို့စစ်တပ်ကပဲကျတို့တိုင်းပြည်ကိုကွက်နိုင်မယ်ဆိုတဲ့ပုံစံမျိုးတွေကဝါရဖျံပြောဆိုနေတာကိုကျတို့တွေ့ရတာပဲဖြစ်ပါတယ်တကယ်အောင်တန်းချတဲ့အုပ်စုတွေပေါ့နော်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘသားကိုကြီးဆိုတဲ့ငနယ်ကနေပြတော့မှစစ်ကောင်စီတပ်သားတွေအခုဆိုရင်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေကိုကြောက်စိတ်ဝင်ပြီးတော့မှလုံးဝမတိုက်ရဲတော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဘယ်လိုမျိုးခြေကွက်လို့မျိုးဆိုရင်ပြောအောင်မလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှခြေလဲရအောင်ဖြစ်နေတဲ့ချက်ကနှစ်ချက်ရှိတယ်ပထမချက်ကငါတို့ဒီမိတိလာမှာရှိတဲ့ပြည်သူစစ်လုံလုံရေးဝန်ထမ်းလုံလုံရေးပေါ့နော်လုံနေတဲ့ပြည်သူစစ်တွေကို ဆောင်းရင်းနဲ့စုတ်ပြီးတော့ငါကအထက်ရရှိပါဆိုဖြဲသွားတယ်ဘုံမှုတယောက်မင်းတို့မြင်တဲ့အတိုင်းပဲမင်းတို့စုတ်ဖြဲတာဘောပေါက်လားတာမျိုးကလုံးတင်သလားနော်မင်းတို့ဒီလိုမျိုးပေါ့နော်ကိုနဲ့တူ corporation လုပ်ပြီးတော့ပေါင်းစည်းပြီးတော့လုံးလုံးနဲ့လူတွေပုံမှာတော့မင်းတို့လောက်စုတ်ဖြဲနေလို့ချင်းပြည်သူလူပုံမှာဘယ်လိုဆက်ဆံမလဲဆိုတော့မင်းတို့စဉ်းစားလို့ရတယ်မှန်တယ်နော်ငါတို့တက်မလို့ကြီးရကွာငါတို့တက်မလို့ကြီးရဘယ်လိုခေါ်မလဲကောင်းတဲ့လူတွေနဲ့ပုတ်တဲ့ကောင်တွေနဲ့ဖွဲ့စည်းထားတာပုတ်တဲ့ကောင်တွေများလာမယ်ဆိုလို့ရှိရင်ငါတို့တက်မလို့ကြီးရလဲပြက်တဲ့ဘက်ကိုရောက်သွားမှာအဲ့တော့ ုတ်တဲ့ကောင်တွေများမလာခင်ငါတို့ကတော့ဖော်ထုတ်ရမှာတော့အမှန်ပဲဝိုင်းပြီးတော့အာသီးချောင်းရမယ်ပြောရမယ်အဲ့ဒီအတွက်ကြောင့်မလို့ငါဒီ post ကိုတင်လိုက်တာနော်အဲ့ကောင်အဲ့ဘုံမှုဆိုရဲကောင်နော်ခါကြပါပစ္စတိုတကားကားနဲ့နော်လက်နဲ့ရှိတိုင်းမပြည်သူလူထုအဲ့လိုလုပ်လို့မရအောင်မပြည်သူစစ်ပို့ဆိုးတယ်မင်းတို့ ਨੇ ပေါင်းစည်းပြီးလုပ်နေတာဟုတ်ပြီလားနော်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကိုအဓိကပြောချင်တာနောက်တစ်ချက်ကဘာလဲဆိုတော့ငါတို့တန်ထောင်ကြီးဆိုတာတောင်ကုန်းနဲ့တိတ်အဝေးသွားတာမဟုတ်ဘူးကွာနော် ဒီရတယ်ပြောပြမျိုးတဲ့လောက်ပဲထောက်ချမ်းတော့မောင်းလိုက်လို့ရှိလို့ရှိရင်တန်တန်တော်ကြီးရောက်တယ်ဟုတ်ပြီလားအဲ့တော့တန်တော်ကြီးဆိုခီးကနီးနီးလေးအဲ့တန်တော်ကြီးနဲ့ဒီတောင်ခုနဲ့ဒီမျိုးကြီးပေါ့နော်စစ်ဌာနချုပ်ကြီးထိုင်တဲ့တောင်ကြီးရဲ့ဂျားထဲမှာလောက်တောင်းချမ်းနေတဲ့ဒီကောင်နေ KNU နဲ့ PDF တွေကိုဝင်တော့ကောင်ဘာထိုင်ကြည့်လားထိုင်ကြည့်ဟမ်ကြောက်နေတာလေဟာတန်တော်ကြီးဘက်မှာအကုန်စင်းလုံးတွေအခုထိုးတက်သွားပြီဒီအကွက်ကဘယ်တော့လူချင်းလာလာပဲသဘုံနဲ့ပေါင်းစားဟင်ဟိုစစ်တပ်နဲ့သဘုံနဲ့ပေါင်းစားတဲ့အကွက်တွေကလာပြီဟုတ်ပြီလားမကုန်စင်းလုံးခုမှတက်လို့ရှိရင်ဒီဘက်ကနေတင်ခွင့် မစ်တစ်တော့ပို့မယ်ဆိုလို့ရှိရင်တော့ဒီဘက်စစ်တပ်ကဘလောက်ဟိုဘက်ကတဘုံကဘလောက်ဆိုပြီးတော့အမျိုးကြီးကလာတော့လာနေပြီမှိန်ပြီးတော့တဘုံဝေးပြီးစားတဲ့စစ်တပ်ကြီးဖြစ်နေပြီလားဟမ်မရှင်းလင်းသေးဘူးလားအရှင်တော်ဘုရောင်ကောင်းတယ်ကွာမစံတော်ကြီးမှလည်းစစ်တပ်ကြီးရှိတယ်နော်အဲ့နာဝင်းကြီးမှစစ်တပ်ကြီးပဲအဲ့စံတော်ကြီးနဲ့နော်ဒီဘွာနဲ့ဒီတောင်ဝင်းနဲ့တွားတယ်ဒီဂျားမိုင်လေးဘလောက်မှမရှိတဲ့အကွာဝေးလေးမှာဟိုကောင်ကြီးကတောင်းနေရတယ် ဒီဘာသာတော့ဟုတ်ဆိုရင်စကွန်စီဘူမှုကိုပြပြနေနဲ့ဆုံးမပြောဆိုထားတာကိုတွေ့ရပဲဖြစ်ပါတယ်။သူတို့လည်းသိရှိထားတာတကူကတော့အခုဆိုရင်ဒီလိုမျိုးစကွန်စီရရှိရဆိုတော့တို့တို့ဒီပြူစောထေးတွေတာမကပါနော်ပြည်သူတွေပုံမှာပဲလဲတော်တော်လေးရုပ်မှာကောက်ချက်ပြီးတော့မှအနိုင်ချင်းမူကြနေတယ်ဆိုတော့လည်းထုတ်ဖို့ပြောကြလာတာမို့လို့ဒါတော့စကွန်စီတပ်ဖွဲ့ဝင်တွေရဲ့ဇေယိမ်မှန်ကိုခုဆိုရင်သူတို့ကိုယ်တိုင်လည်းသိရှိလာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့တို့တို့ကရင်ပြည်နယ်မှာဆိုရင်ကန်ယူနဲ့ PDF ပုံတပ်ဖွဲ့ဝင်တွေကစကွန်စီရဲ့တပ်စခန်းတွေတခုပြီးတခုတင်ပတ်ရရှိနေတဲ့အချိန်မှာပဲပြည်မဘက်ကို များလဲလာတာဖြစ်ပြီးတော့မကြာခင်မှာတော့ကျွန်တော်ပုဂ္ဂိုလ်တိုင်းထက်ထိဝင်ရောက်ပြီးတော့မှစစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်တွေထိရှင်းလင်းနိုင်ဖို့ပါเนาะအခုဆိုရင်ကြာနေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ဘောမလော်ဘီတက်ကောင်ဖြစ်တဲ့ပေါ့เนาะဒိန်းတောင်ကနေပြီးတော့မှသူ့ကိုဘောမအလိုဘာကြောင့်ခေါ်ခံရလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှမြေချူပြထားတဲ့ဟာလေးပေါ့เนาะကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်ပြောခဲ့ပါတယ်ဒါလွန်ခဲ့တဲ့၄-၅နှစ်လောက်ရှိမင်းမျိုးမှရုပ်ရှင်သွားရရတယ်ဟုတ်တယ်ကျွန်တော်ပြောတာအဲ့ဒါတော့အဲ့တော့ကြောင့် ဒီစကားလေးကိုပဲထက်ခါထက်ခါနဲ့ဟိုဖြစ်နေဆိုတော့ကျွန်တော်မေးချင်တာပေါ့နော်အခုနစကားပဲကျွန်တော်နဲ့အခုပါတီတွေပေါ့အဲ NLD ပါတီတို့ကြမ်းခိုင်ရေးပါတီတို့ပြီးတော့အခုနိုင်ငံတော်အကြီးအကဲတွေတို့ကျွန်တော်နဲ့ဓာတ်ပုံတွေ့ရတာဘယ်နှယောက်မြင်မှုလို့အဲကျွန်တော်တယောက်ပဲရှိတယ်ကျွန်တော်ဖရားထီးတင်တော့ကဝင်းကြီးချုပ်ဥပြုံးမင်းသိန်းနဲ့ကျွန်တော်ဒီဖရားမှာဒီထီးတင်တော့တခါပဲရိုက်ဘူးလေလူကြီးဆိုတာပဲတိအဲ့ဒါကိုအခုချိန်မှာဒလန်တို့ စစ်ဘောမှာပြောပြောပါစေဘာဖြစ်လို့လဲဆိုတော့ဟိုပြောချင်တဲ့စကားတော့ဗျာအခုနပြောတဲ့ဟာတွေပဲကျွန်တော်ထောက်ပြကျွန်တော်ထောက်ပြကြကျွန်တော်အဲ့ဒီစကားလေးတခုတော့ရှိလုံခဲ့တဲ့၄ငါးနှစ်ကကျွန်တော်မင်းမျိုးမှာပြောခဲ့တဲ့စကားစစ်တပ်ထဲမှာကျွန်တော်ပြောခဲ့တဲ့စကားအဲ့လိုပြောမယ်ဆိုရင်ဟိုဘာဘာတော့အခုကျွန်တော်တို့ကျွန်တော်လည်းမေးချင်တာပေါ့ကျွန်တော်တို့အမှုပညာသမားတွေရှိဆိုရင်တင်းတင်းမတင်းအဖမ်းခံရအဖမ်းမခံရရင်တော့ခုဒါပဲမြင်ချင်တာလားလို့မေးချင်တာ ဒီကောင်တော့အခုချိန်ကြမှာပေါ့နော်ကျွန်တော်တို့တော်လန်ပြည်သူတွေမြင်းနဲ့ပြောင်းတိုက်ပြီးတော့မှသူ့ကိုဘာကြောင့်ဘောမလို့ခေါ်ခိုင်းရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မှမတည့်ခွဲဘူးဆိုတဲ့အကြောင်းကိုပြောရင်ပြောစားပြောဆိုထားတာပဲဖြစ်ပါတယ်အရင်တော့လည်းကျွန်တော်တို့ MNDA နဲ့ကျန်တဲ့ဒီကျွန်တော်တို့ရှမ်းမြောက်မှာရှိတဲ့ပေါ့နော်ညီတော်သုံးဖွဲ့ကနေပြီးတော့မှလာရှုကိုတင်ပရရှိတဲ့အချိန်မှာဒီကောင်တွေကနေပြီးတော့မှစရပ်ပြမှုတွေစက်တိုက်လို့ဆောင်နေခဲ့တာဖြစ်ပြီးတော့မှတစ်ဖက်မှာဆိုတော့ကျွန်တော်တို့ဒီပေါ်ကရုံးလိုအုပ်စုတွေနဲ့လည်းပေါ့နော်ဒီကောင်ကနေပြီးတော့မှစစ်သွဲရှိတယ်ဆိုတော့ ်တည်တည်ထောက်ထားတွေလည်းကျွန်တော်ကြားခဲ့ရတာပဲဖြစ်ပါတယ်။ဒါ ው တော့မှသွားတယ်ပြီးတော့မှညင်းချင်းသေးတယ်ဆိုတော့ပေါ့နော်ဘယ်လိုမျိုးစေတနဲ့ကျွန်တော်ကိုဂျင်းနေပို့လို့နေလဲဆိုတော့အခုဆိုရင်ကိုကိုကိုနဲ့တေချာလို့မြင်နေရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြီးတော့မှကျွန်တော်တော်လိုင်းရဲ့အချိန်ကိုကောင်းနေတဲ့အချိန်မှာပူတက်အုပ်စုတွေပေါ့နော်တတိယအုပ်စုရှိနေတယ်ဆိုတဲ့အကြောင်းကိုသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်။ကိုစီဘယ်လိုမျိုးတွေပြောထားမလဲဆိုတော့ကျွန်တော်တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ဒီတော်လိုင်းအခင်းချင်းမှာအဲ့ဒီတက်အုပ်စုကိုတတိထားဖို့လိုအပ်နေပြီနော်။ဟိုကောင် ကဘာပတ်ပြီးတော့ခရင်ချက်နေတဲ့ကောင်ဘာလို့အောက်ကမင်းမောင်လားအဲအောက်ကမင်းမောင်နော်အောက်ကမင်းမောင်ပန်ဆယ်လိုတိုက်ခိုက်နေတယ်အများကြီးနေတော့အောက်ကမင်းမောင်နဲ့ပန်ဆယ်လိုဖြစ်နေတာလို့ထင်လိုက်တယ်ဟုတ်တယ်နော်မဟုတ်ပါဘူးအောက်ကမင်းမောင်နဲ့အောက်ကမင်းမောင်ကတော်လိုင်းဘက်ကိုတိုက်ခိုက်နေတာဘာဖြစ်လို့လဲပန်ဆယ်လိုခိုးတာမခိုးဘူးလားဆိုတာကျွန်တော်လည်းမသိဘူးခင်ဗျားတို့လည်းမသိဘူးတူတိတ်တယ်ဆိုရင်အချက်လက် data နဲ့ပြည်သူချပြတယ်ဒါပေမဲ့လက်ရှိပကတိအရှိတရားကတော့ပန်ဆယ်လိုတယောက်ဟာတော်လိုင်းရေးအတွက်တစ်လောက်ကိုဘယ်လောက်အကျိုးပြုနေလဲ ောက်ကမင်းမောင်ဆိုတဲ့အဲ့ကောင်တကောင်ကဘာပတ်ပြီးတုခရီချက်လာပဲရှိတယ်တိုင်းပြည်အတွက်ဟဲ့ဒီဒေါ်လာရေးအတွက်ဒီစစ်အာဏာရှင်လွတ်မြောက်ဖို့အတွက်ဘာတစ်ခုမှစောက်ရုပ်ပြုထားတာမဟုတ်ဘူးပတ်စံဒေါ်လာ၁၀၀လောက်ဒေါ်လာ900လောက်လှူပြီးငါဒေါ်လာကြီးမှတာဝန်ကျေသွားပြီဆိုတော့စောက်ချုံမျိုးလည်းလာမချိုးနဲ့နော်အဲ့လိုလူမျိုးတွေအများကြီးရှိတယ်ငါတို့ဘယ်လောက်လှူခဲ့လှူခဲ့တာမပြောနဲ့မင်းကမင်းအသက်ပေးပြီးတော့လှုပ်ခဲ့တာမှမင်းဒေါ်လာကြီးမပြီးမချင်းလမ်းလည်းကောင်ပြတဲ့မှာပိုင်းသွားရင်မင်းကဒေါ်လာကြီးအတွက်ပြီးမြောက်လှုပ်တဲ့လူစင်းနေမှာပါဘူးကျွန်တော်အခုကျွန်တော်ထောက်ဖို့လှုပ်လိုက်နော်ကျွန်တော်နှစ်နဲ့ချီပြီးကျွန်တော်အလုပ်ကျွန်တော်မလုပ်ဘဲလှုပ်လိုက်အခုကျွန်တော်ပိုင်းလိုက်ပြီဟာဒီတော်နိုင်ကြီးမှာ နော်ကိုစီပါခဲ့တယ်ဆိုတာအလကားပဲဂုံစာပြလို့မရဘူးအင်းငါတော့ဘယ်လောက်ထိပဲလုံနိုင်ခဲ့တယ်ဆိုတော့မျက်နှငယ်နဲ့လူသားတွေပြောခွင့်တော့မရှိဘူးငါဘယ်လောက်လုံဦးလဲဆိုတော့ဂုံစာလို့မရဘူးတော့အဲ့တော့အောက်ကမင်းမောင်အခုပန်ဆယ်လိုတိုက်ခိုက်နေတယ်ခွန်းကပြောအောက်ကမင်းမောင်ဆိုတဲ့ဒီကောင်မှာဒီတော်လန်ရေးအတွက်ဒီပီတူအတွက်ဘာတခုမှအကျိုးမပြုထားဘူးနော်ပန်ဆယ်လိုဆိုတဲ့မိန်းကလေးကသူ့ရဲ့တလတာအစွမ်းအားတော်လန်ရေးတန်ရင်တက်ဖို့တဲ့ဘလောက်ကူညီထောက်ပံ့နိုင်ဒါကြောင့်မလို့ပန်ဆယ်လိုတိုက်ခိုက်နေတာဒီပုံကိုရေးအရာတူအတူဘယ်လိုပဲတိုက်ခိုက် တော်လိုင်းကြီးကိုတိုက်ခိုက်တာနဲ့အတူတူပဲ။တော့အခုဒီကောင်လည်းတလိုပဲ။အလေးမိုးပြမတင်ပြည်သူဘက်ကအာအန်ဒီနဲ့ဘယ်နဲ့စောက်တော့မကြလို့ဘယ်ဝင်ကြီးကဘလို့ပောက်ကရပြောလို့ဘယ်ကအလူလေးလေးပြတရားရဂိုင်တော့ပြစ်ချက်ကင်းစင်တဲ့ကောင်လောကကြီးမှာရှိတာ။လူဟာတရားရဂိုင်တော့ပြစ်ချက်ကင်းစင်တဲ့ဂျိမ်းနေတယ်အဲ့ဒါဖျားဖျင်းဖျင်းမဖြစ်ရဟန္တာဖြစ်နေပြီ။အဖျားရဟန္တာမဖြစ်ဘဲနဲ့ပြစ်ချက်ကင်းနေတဲ့လူကလောကမှာမရှိဘူး။ဒေါအောင်ဆန်းစုကြည်ဘလောက်ပဲအတိတ်တိကောင်းတဲ့ပညာတတ်တယ်ပြောဒေါအောင်ဆန်းစုကြည်တဲ့လိုက်ကြည့်မယ်ဆိုအပြစ်တွေရှိမှာပဲဒါပေမဲ့ကျွန်တော်တို့ကခုနကပြောသလို အပြုတ်တဘောဆောင်မှလားအပြက်တဘောဆောင်မှလားအပြုတ်တဘောဆောင်မယ်ဆိုရင်အချက်တရားမှာပြစ်ချက်တော့ငါးခုလောက်သွားတွေ့ရအောင်အဲ့ပြစ်ချက်ကိုခံပြီးလက်ညှိုးထိုးနေတာအဲ့ဒါအပြုတ်တဘောဆောင် ဒီမှာကိုစီရနဲ့ပြမပါနော်ကျွန်တော်ဥကမင်းမောင်ပေါဝင်ဂျန်နဲ့ဟိုရောင်ရောင်ဒီရောင်သမအိုးစုတွေကိုတွန်းနေပြမဆုံးမလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းခုဆိုရင်တော့ကျွန်တော်တော်လိုင်းရဲ့လိုင်းလုံးဝဆိုတော့တဖြည်းဖြည်းရုံလုံးပေါ်လာတာပြပြမစစ်ကောင်စီရဲ့ပစင်းကင်တွေပါဝင်ကျွန်တော်ဂျန်နဲ့ပေါ့နော်မြို့သိမ်းတဲ့ဘွဲတွေနဲ့စစ်စခန်းသိမ်းအောင်ဘွဲတွေလည်းများစွာရှိနေတဲ့ချိန်မှာပဲနောက်ထောက်ပို့တွေကနေပြတော့မှကျတော့တော်လံပြည်သူတွေလူထားတဲ့ဥစ္စာတွေကိုခိုးစားနေတဲ့ဆိုပြမဒီဥက္ကမင်းမောင်တို့လိုမျိုးအုပ်စုတွေကနေပြတော့မှာပါနော် တိုက်ခိုက်မှုတွေလုံးဆောင်နေတာပဲဖြစ်ပါတယ်။ဒါ ው တော့မှသူတို့အနေနဲ့တိတိမပြနိုင်ပဲနဲ့ရန်တမ်းပြတော့မှပြောဆိုနေတော့မှဖြစ်ပြမှာဒီတော်လိုင်းရဆိုတော့ကျွန်တော်ခုဆိုရင်အရှုံကောင်းနေတဲ့အနေထားတစ်ခုကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။မျောလိုက်ပုံချတဲ့စကောင်းဆောင်တွေကတော့သူတို့ဘာဖြစ်မလဲဆိုတာကိုချိုးတင်မြင်စထားတာမလို့ပေါ့နော်။သူတို့အခြေသက်သားတွေကိုထိုးချွေးပြီးတော့မှကိုလီယုံတော့မှအခြေအနေတည့်ကိုခုဆိုရင်ကျွန်တော်တို့တပီတော့မှတွေ့တာပဲဖြစ်ပါတယ်။ပြီးသူတရားလုံးအနေနဲ့ဒီလိုမျိုးဝေဖန်တိုက်ခိုက်မှုတွေရှိနေပြီမဲ့စိမပြအားမျောပဲနဲ့ကျွန်တော်ရဲ့အနေနဲ့ စစ်ကောင်စီနဲ့ဖက်ဆက်နေရှင်စနဲ့ဖြိုချတဲ့နေရာမှာအမြန်ဆုံးနဲ့ပေါ့နော်အသက်နဲ့ဆိုးဖို့ပေါ့ပုံပြချောက်ပြောရတဲ့ကျွန်တော်ဒီနေ့မှာပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ဝပြည်သူများလုံးထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခွေးကြမ်းမှချင်တဲ့ပြေဆုံးပြီးတော့မှတိုင်ရဲ့ချန်နယ်နေ့တလေးပိုင်းဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းအောင်တောင်းပေးလိုက်ပါတယ်။